ုတ်ကဲ့ကျွန်တော်ရဲ့ချမိတ်ဆွေတငယ်ချင်းညီကိုမောင်နှမများပြိသများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီ electronics visit electronics ပေါ့နော်အခြေခံဒီ online သင်တန်းလေးပေါ့နော်အဲ့ online သင်တန်းကိုကျွန်တော်တို့ကျွန်တော်ကအစက Zoom နဲ့ Zoom ကနေပြီးတော့ live သင်ဖို့ပေါ့နော်ဒါပေမဲ့တချို့မိတ်ဆွေတွေက comment မှာပေါ့နော် ကွန်မန့်မှာကျွန်တော်တို့ဒီအချိန်လေးတွေကအချိန်လေးတွေကသူတို့အားတဲ့အချိန်နဲ့ကျွန်တော်တင်မဲ့အချိန်တွေကမကိုက်ညီလို့ပေါ့နော်ဗီဒီယိုလေးတွေနဲ့လုတ်ပေးပါလို့နော် request လုပ်တဲ့အတွက်ကျွန်တော်ကဒီ live zoom နဲ့ live မတင်တော့ပဲနဲ့နော်ဒီဗီဒီယိုလေးတွေကိုကျွန်တော်တို့တင်ပေးသွားမှာဖြစ်ပါလေဗျာနော်စပြီးတော့တင်ပေးမဲ့ရက်ကတော့တရက်9လ2025ပေါ့เนาะတရက်နေ့ကစပြီးတော့ကျွန်တော်ကဒီ messenger ပေါ့နော် messenger ကနေပြီးတော့ facebook messenger ကနေပြီးတော့ကျွန်တော်ဗီဒီယိုတင်ပေးมาဖြစ်ပါတယ်တင်တာအပ်ပြီးတဲ့သူတွေကိုကျွန်တော်တို့ဒီ messenger group မှာပေါ့နော်အမြဲတမ်းကျွန်တော်တို့ဒီအချိန်မရွေးပေါ့ဗျာကျွန်တော်တို့တငယ်ချင်းတွေအားတဲ့အချိန်မှာဗီဒီယိုလေးတွေကို download download ယူပြီးတော့ပဲဖြစ်ဖြစ်ဒါမှ download မလုပ်ချင်းလဲကိုအားတဲ့အချိန်ကို messenger group မှာဝင်ရောက်ပြီးတော့လေ့လာလို့ရပါတယ်နော် သင်္นานကြီးကတော့ကျွန်တော်3000ပါပဲเนาะ3000သတ်မှတ်ထားပါတယ်ဒါအားလုံးလည်းတက်နိုင်တဲ့ဈေးနှုန်းလေးနဲ့ကျွန်တော်เนาะဒီစီစဉ်ပေးထားတာဖြစ်ပါတယ်ဗျာเนาะအသင်္นานစာမှာနားမလည်လို့ရှိရင်လည်းကျွန်တော်တို့မေးလို့ရပါတယ်ကျွန်တော်ပြန်ဖြည့်ပေးပါမယ်เนาะအဲ့ကြတော့ကျွန်တော်ကတော့အခုမှတ်ထားတာကတော့ဗီဒီယိုလေးတွေကိုเนาะဒီမိနစ်20သုံးဖို့နာယူဝက်ပေါ့ဗျာเนาะအရန်ရှည်သွားရင်လည်းပြင်းသွားမှာဆိုလို့ပေါ့เนาะအဲ့ ဲ့လောက်ဗီဒီယိုလေးတွေကိုကျွန်တော်ကရိုက်ကူးပြီးတော့ Messenger group မှာတင်ပေးထားမှာဖြစ်ပါတယ်เนาะအကြတက်ရောက်လို့လို့ရှိရင်ကျွန်တော်တို့အခုချိန်ကစပြီးတော့သင်္ဍန်းအပ်လို့ရပါတယ်သင်္ဍန်းအပ်ပြီးတာနဲ့ကျွန်တော် group group နဲ့ join ပေးမှာဖြစ်ပါတယ်ဗျာเนาะအဲဒါလေးပြောချင်လို့ပါဗျာเนาะကျွန်တော်တို့ဒီ Zoom ကနေကျွန်တော်တို့ live သင်ဖို့ကเนาะသိပြီးတော့အဆင်မပြေလို့ပေါ့เนาะကျွန်တော်ဗီဒီယိုလေးတွေတင်ပေးမှာဖြစ်ပါတယ်လို့เนาะ ကျွန်တော်ဒီ channel လေးကိုเนาะအများအားအားပေးကြည့်ရှုနေတဲ့เนาะကျွန်တော်ရဲ့ချစ်မိတ်ဆွေတငယ်ချင်းပရိသတ်အပေါင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်လို့เนาะဆက်လက်ပြီးတော့လည်းအားပေးဖို့ကျွန်တော်မြတ်တာရက်ခံပါတယ်ခင်ဗျာเนาะ Thank <laughs> you. ဲ့ဒါကျွန်တော်သင်မဲ့အကြောင်းအရာလေးပါเนาะအခြေခံပါเนาะအခြေခံ electronic ခြေခံ electronic เนาะ online သင်တာဖြစ်ပါတယ်ကျွန်တော်တို့ဒါအားတဲ့အချိန်မှာကိုကြိုက်တဲ့အချိန်မှာဗီဒီယိုလေးတွေကိုဝင်ရောက်ကြည့်ရှုပြီးတော့လေ့လာလို့ရမယ့်အစီအစဉ်ဖြစ်ပါတယ်เนาะ ျွန်တော်ဒီ electronics ကိုဘာမှမသိသေးရင်လည်းကျွန်တော်တို့ဝင်ရောက်ပြီးတော့လေးလာလို့ရပါတယ်လို့เนาะအခြေခံကနေစပြီးတော့သင်မှာပါဗျာเนาะအခြေခံပြီးရင်တော့ကျွန်တော်တို့ဒီ DIY ပေါ့ဗျာเนาะကိုယ်တိုင်လုပ်လို့ရမဲ့ circuit လေးတွေကိုဒီ circuit လေးတွေပေါ့เนาะတင်ပေးသွားမှာဖြစ်ပါတယ်เนาะအဲ circuit လေးတွေကိုယ်တိုင်ဆင်ကြီးလို့အဆင်မပြေရင်လည်းအဲ့လိုမေးပြီးတော့ပြန်လည်ပြီးတော့ကျွန်တော်ဖြေချပေးသွားမှာဖြစ်ပါတယ်ဗျာเนาะ အဓိကကတော့ electronics ပါเนาะ electrical ဘိုင်းကကျွန်တော်အစင်သိရင်တော့သိတယ်လို့ထည့်ပြောပြီးသွားမှာဖြစ်ပါတယ်เนาะ electrical ဘိုင်းကဦးစားပေးမပေါ့เนาะ electronics ဖြစ်ပါတယ်ဗျာเนาะတချို့ကဒီ electrical နဲ့ electronics နဲ့လွဲနေလို့ပါเนาะအဲအဲ့ဒါလေး electronics ကိုသိမှာဖြစ်ပါတယ်เนาะအရင်ဆုံးတော့ကျွန်တော်ကဒီပစ္စည်းလေးတွေအကြောင်းပေါ့ဗျာเนาะပစ္စည်းလေးတွေနာမည်ရဲ့နောက်တစ်ခါသူ့ကိုအဲဘယ်နေရာတွေမှာသုံးတယ်နောက်ဘယ်လိုလုပ်လုပ်တယ်စသဖြင့်ပေါ့เนาะ နောက်တစ်ခါပစ္စည်းလေးတွေကိုတံပိုးဖတ်နည်းလေးတွေတိုင်းနည်းလေးတွေအကောင်းမကောင်းစက်တာလေးတွေပေါ့နော်အဲအားလေးတွေကနေစပြီးတော့အသေးစိတ်ပြောသွားပေးမှာဖြစ်ပါတယ်ပြီးတော့မှကျွန်တော်တို့ circuit ဆင်းတဲ့အပိုင်းကိုသွားမှာဖြစ်ပါတယ်နော်ဒီပစ္စည်းအကြောင်းကို electronic စီပစ္စည်းလေးတွေအကြောင်းမသိဘဲနဲ့ circuit ဆင်းရင်မရဘူးလားဆိုရန်ဆင်းရင်တော့ရပါတယ်နော်ဒါပေမဲ့အမှားတစ်ခုခုတွေ့တဲ့အခါမှာဘာလုပ်ရမယ်ဆိုတာမသိပဲဖြစ်မှာပေါ့နော်အဲအားကြောင့်မို့ကျွန်တော်တို့က ဒီပစ္စည်းလေးတွေအကြောင်းကိုအရင်ပြောပြရမှာဖြစ်ပါတယ်เนาะပစ္စည်းလေးတွေကိုအသေးစိတ်သိသွားပြီဆိုမှဒီ second sentence အပိုင်းဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ဗျာเนาะကဲအခုအချိန်မှာလဲကျွန်တော်တငယ်ချင်းနေမေးချင်တာလေးရှိရင်အမေးလို့ရပါတယ်ဗျာနော်ဒီဒီ online online သင်တန်းနဲ့ပေါ့เนาะပတ်သက်တဲ့အကြောင်းအရာလေးတွေသိလို့ဒါရှိရင်မေးလို့ရပါတယ်ဗျာเนาะ ုတ်ကဲ့ကျွန်တော်တငယ်ချင်းလေးဗာလေးတွေမေးချင်တာရှိလဲဗျာเนาะဒီသင်တန်းနဲ့ပတ်သက်လို့မေးချင်တာလေးရှိရင်မေးလို့ရပါတယ် ဟုတ်ကဲ့အဲ့လိုမေးစရာမရှိဆိုရင်ကျွန်တော် line လေးဆက်มาတော့မှာเนาะတင်နာငါကျွန်တော်တို့ဒီနောက်လာတရက်နေ့စမှာဖြစ်ပါလေဗျာเนาะနောက်လာတရက်နေ့ပါတင်နာကြီးကကျွန်တော်တို့3000ကျပ်3000ကျပ်သတ်မှတ်ထားပါလေဗျာเนาะတင်နာတရက်လို့လို့ရှိရင်ကျွန်တော်တို့ဒီ Facebook Messenger ကပဲဖြစ်ဖြစ်ဒီ Viber ကပဲဖြစ်ဖြစ်ပေါ့เนาะကျွန်တော်အဲ့ဒီ Facebook page မှာလဲကျွန်တော်ဒီ ် online နဲ့ပတ်သက်တဲ့တင်နန်းအကြောင်းလေးလည်းတင်တင်ပေးထားပါတယ်ဗျာနော်ကြည့်ကျွန်တော်တင်ခဲ့ခြင်းနဲ့အားလုံးတင်နန်းမှာတွေ့ကြမှာဗျာနော်အားလုံးကျေးဇူးတင်ပါတယ်ဗျာ